မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေနော်ပိုင်ရဲကိုမြင်တာမြင်ပိုင်ရဲကိုတန်ကြာလို့အားလုံးပျော်ရွှင်ပါစေကြောင်းကိုပိုင်ရေးစုမကောင်းတောက်ရတဲ့ဒါဒီနေ့ပြောတာကတော့ကျွန်တော်တရက်ဆယ်လ2025ပေါ့နော်အမတန်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ဥမင်းအောင်လိုင်းပုံကိုကျွန်တော်ဘီနာမှာထားလာတယ်အဲဘာကြောင့်ကြောက်စရာကောင်းလဲဆိုတာတနိုင်ငံလုံးသိအောင်ကျွန်တော်ပြောချင်တယ်နော်အဓိကကျွန်တော်ပြောချင်တာကကျွန်တော်ကဒီ2000ဟို20သူတို့ ာနာထိန်းတဲ့အချိန်မှာအာနာမထိန်းခင်ကျွန်တော်2019မှာကကိုဗစ်ဖြစ်တော့ကျွန်တော်စင်တာတစ်ခုမှာရောက်တယ်ဈေးကူးနေတယ်ဈေးကူးတဲ့အချိန်မှာဘီးနားမှာကကတိမှာတယောက်ရှိအဲကျွန်တော်နိုင်ငံကြီးတောင်းပြောကြရင်းနဲ့ကျွန်တော် LED ကနိုင်တော့နိုင်မယ်ခင်ဗျာအများကြီးတော့မနိုင်နိုင်ဘူးဟိုဘာဖြစ်လို့လဲဆိုတော့သူအစိုးရဖွဲ့စည်းဖို့တော့မှကျွန်တော်အနေနဲ့ယူဆတဲ့တိုင်းသားအနေနဲ့လက်တွဲရမယ်ထင်တယ်လို့ကျွန်တော်ပြောတယ်အဲ့ဒီဘီနာအဖိုးကြီးအလုံးဝမဟုတ်ဘူးတဲ့ အဲဒါအဲ့လာဒီကနိုင်ပါသခဲ့ပြီးတော့တကယ်ရွေးကောက်ဝယ်လဲပြီးတော့ဟုတ်ပါအဲ့လာဒီကတောင်မျိုးကမ်းမျိုးတွေနိုင်ရောဩငါမှားသွားပါလားငါတွက်ချက်တွေမှားပါလားဆိုကိုကိုတော့စိတ်ပဲကောက်ပဲနောက်ပြီးလဲပြီးတော့အဲ့မှာအတန်တွေကကြားလာပါတော့မဲခေါ်တာတွေဟောအဲမဲခေါ်တာတွေဖြစ်တဲ့အခါကျတော့နောက်ကျတော့တက်မလို့ကအာနာထိန်းနေဆိုတာကျွန်တော်တို့ကြားသိရပြန်တော့အဲ့အာနာထိန်းနေနေကကျွန်တော်လွတ်တော့အဲဒီပီလန်းတို့တော့ဘယ်ပိုင်ယိုနီးယားမှာကျွန်တော်ရှိနေတယ်မနေ့3နိုင်ခွဲလောက်မှာစစ်ကားတွေအများကြီးထွက်သွားတာကိုတွေ့ရတယ်ကျွန်တော်အိမ်ကိုပြန်လာတဲ့အချိန်မှာ ျွန်တော်မနေ့၃နိုင်လောက်ကြီးပြန်လာတဲ့အချိန်မှာတွေ့ရအောင်ဒါပြန်လာတော့အိတ်တဲ့အိတ်လဲအေးရကောအဲ့ဒီမှာအနာထိန်နိုင်တယ်ပါညာကျွန်တော်ကြားသိရတယ်အဲ့ဒီအချိန်ကျွန်တော်တို့ကဒီဟာကြီးလဲစိတ်ဝင်စားဦးပြနိုင်ငံကြီးလဲစိတ်ဝင်စားဘာမှကိုစိတ်ဝင်စားကျွန်တော် AC သမားတွေဆိုတော့လေနောက်တစ်ချိန်လိုက်ကြလဲကြာကောကျွန်တော်တို့ရောက်ခဲ့ဘူးတဲ့လောင်းဝန်ထဲမှာပေါ့ကွန်းလုံးမှာအဲစစ်သားတွေဒူးထောင်းနေတော့တော့ဖမ်းခန္ဓာပါတယ်တွေ့တော့ကျွန်တော်ကအဲ့မှာလိုင်းဝန်လေးမှာပုံနေတာသွားတွေ့တော့ဟာဘာဖြစ်တာတော့ဆိုကြည့်လိုက်ကြည့်တဲ့အခါကျတော့စိတ်ဝင်စားဖြစ်လာတယ်စိတ်ဝင်စားဖြစ်လာနောက်ထပ်ကြည့်တော့ နောက်ထပ်ဒီမှာ line model မှာဟိုပေါ့ဒါတိပါတယ်ဟိုနှစ်ယောက်ပေါ့နော်နှစ်ဦးပေါ့တဦးကတော့အဲ့နော်ဒီမှာအတောင်တော်သားတွေကဒီတန်းမှာအယောက်က20ပဲရက်30ပဲရက်ရန်သူက1000လောက်ရှိတယ်5000လောက်ရှိတယ်ဝိုင်းနေပြည့်တဲ့ကတည်းကအဲ့ဒါကြီးကိုကျွန်တော်တွေးလိုက်တဲ့အခါကျတော့ဟာဒါဆိုတော့တောင်တော်သားတွေတော့တည်တော့မှာပဲဒီကနေမှသူကတရားဝင်အော်ပြောနေသလိုဖြစ်နေတယ်။ဟိုမှာလူ20 30ပဲငါတို့တောင်တော်သားတွေရှိတဲ့ဥစ္စာကိုဟိုဘက်ကယာနိုင်ချီဝင်တိုက်တော့သူတို့ကပြောတာနဲ့ဟိုကတနင်းလို့ရပါတယ်ကြီးမရှိဘူးလက်နက်မရှိဘူးဆိုတာတည်သွားမှာပေါ့ ဲ့ဒါကိုကျွန်တော်စိုးရိမ်လာတဲ့အတွက်ကျွန်တော်နောက်ဆုံးဒီအရာလေးပြောလာတာဖြစ်တယ်ပြောလာလာဖြစ်တဲ့ချိန်မှာအခုအဒီပြောလာတဲ့အချိန်မှာ line မှာပဲကိုမပေါင်တို့ဘာညာကျွန်တော်တိလာတယ်သူဒါဖင်လန်နိုင်ငံဘက်မှာဒါအောင်မြင်တယ်ဗောဗျာဒီတမ်နော်ဒီဒီဘက်ခက်မှာဗောအောင်မြင်တယ်ဗောနော်ကျွန်တော်ကဒီတစ်တုံညာနဲ့ကောင်ပထမ line လားဒုတိယ line လားတော့ကျွန်တော်မသိဘူးဗျာကျွန်တော်ဝင်လာတဲ့အချိန်ကလေအဲဒုတိယ line တော့ဖြစ်သွားမယ်ထင်တယ်ဒုတိယ line တော့ဖြစ်သွားမယ်ပထမ line ကပြီးသွားပြီ ုတိယလိုင်းนี่သူတို့စတဲ့အချိန်မှာလာရှို့တို့ဘာညာတိမ့်နေတဲ့အချိန်ဖြစ်နေပြီကျွန်တော်စပြီးတော့ဒါပြောတဲ့အချိန်မှာအဲ့အချိန်မှာကျွန်တော်ကကြည်လိုက်တော့အာတောင်တော်သားတွေကနေရာတိုင်းမှာတည်နေကြတယ်နေရာတိုင်းမှာစကန်းနေဆုံးခွာနေကြတယ်အဲအဲ့ချိန်မှာကျတော့ဘာဖြစ်လာလဲဆိုတော့တောင်တော်သားလေကျွန်တော်လည်းအဲ့ချိန်မှာထပ်ပြောပြ ပြော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 လာတဲ့အခါကျတော့ကျွန်တော်လည်းတောင်တော်သားတွေတော်တော်များများတိလာကြတယ်အဲချစ်လဲချစ်လာကြတယ်တောင်တော်သားတွေတော်တော်များများယုံကြည်လာကြတယ်အဲ ယုံကြည်လာကြအဓိကယုံကြည်ရတဲ့အကြောင်းရင်းကျွန်တော်ပြောပြမယ်လူတွေကဒုက္ခရောက်လာတဲ့အခါကြလို့ရှိရင်အခုဘာတချောင်းမျက်တပြန်စားအကူအညီတောင်းကျင်ကြတာရှိတယ်။နောက်ကျွန်တော်ကိုတတ်တမလို့ဒါဒီပေါ့တော်တော်များများအကူအညီတောင်းလာတာရှိတယ်။အဲသူရှိတဲ့စက္ကန့်တွေမှာအခက်အခဲဖြစ်တာတွေပေါ့။နောက်တစ်ခါကျတော့အရာရှိတွေလည်းအဲတောင်းတော့ဒါရဲဘော်တွေကလည်းဘို့အထက်ကဝန်င်းနေကသူတို့ဘာမှချဘူးညောင်ချောင်းကိုယ်ပိုင်အဝေးပေါ်ဆိုကျွန်တော်စဉ်းစားအားအေး နောက်ကသူကြီးရဲဘော်တယောက်လာမှာဟိုရဲဘော်လာမှာအရာဟိုနှင်းမအရာရှိတွေလည်းထုံနေလောက်အောင်မယ်အားပါပြအရာရှိဆိုလည်းတူအိုင်စီတို့တိုင်ယမ်မှုတို့အဆင့်တီလည်းပဲဖုန်းဆက်ပြောတဲ့အချိန်မှာသူတို့ကအခက်ခဲတွေပြန်လို့အားသမို့ viewer မှုကျွန်တော်ဖုန်းနံပါတ်တွေပြပြ viewer မှုကိုဆက်လန်ချိတ်လိုက်ပါ viewer မှုဒီပုံကိုရှိပါတယ်နံပါတ်ဖုန်းနံပါတ်ရှိကျွန်တော်ကတော့မချိတ်ပေးပါဘူးဒီကတိတော့ကျွန်တော်နံပါတ်တည်တယ်ကိုပေါ့ဝယ်ပြောကိုစေရေးအကြောင်းကျွန်တော်လည်းမသိဘူးပြောပြောကအော်အဲ viewer မှုကလည်းပဲရှေ့တန်းထဲမှာတိုင်နေပတ်နေတာပဲလုံနေတာအဲ့တော့အဲ့ဒါကိုကျွန်တော်ကြည့် ြီးတော့ဦးမင်းအောင်လိုင်းကိုပြန်ကြည့်ပြန်တော့ဟာပြုံး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 နဲ့ပွဲပေါင်းစုံကြီးအေးပြုံးပြုံးပြီးတော့လိုက်ဖွဲ့နေတာတွေ့တော့ဟာဘလူတွေဖြစ်နေပါလေဘလူတွေဖြစ်နေပါပြီးတော့ဦးမင်းအောင်လိုင်းကဒီအောက်ချင်ကိုမတိဘူးလားမတိဘူးလားဆိုတော့ကျွန်တော်အဲ့မှာအဲတော်တော်ကြီးကိုစိတ်ကအဆင်မပြေဘူးဗျကျွန်တော်တို့ကအပြည့်လူတွေလေဗျစစ်သားမဟုတ်တဲ့ခါကျတော့စိတ်ကအဆင်မပြေဘူးအဆင်မပြေတော့နောက်ကြည့်တယ်ကြည့်တယ်ကြည့်တယ်အခါလဲကြာလဲကြာနောက်တဖြည်းဖြည်းနဲ့ကြာမှာကျွန်တော်ရုံလုံးပေါ်လာ အလိုယုံလုံးပေါ်လာလဲဆိုတော့တက်စကန်နေကြတယ် drone တွေနဲ့ကျွန်တော်တို့တက်မှောက်ထားတဲ့အတိုက်ခတ်ခံရတဲ့အချိန်မှာ number 1စလာပဲအဲ့တော့တက်စကန်နေဆုံးသွား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 နေနောက်ဆုံးကစင်ကြီးရေးတွေဖြစ်နေအဲ့ဒီမှာတောင်းတော့ကာကွယ်ဦးစီးချုပ်ကြီးရဲ့နီးဗီဝါကြီးကဘလို့လုတ်ပလိုက်လဲဆိုတော့သူကတော့ဘယ်သူမှဘာမှမဟုတ်တယ်လို့မသိတယ်လို့မျိုးနဲ့ပြုံး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 နဲ့หนีပြီးတော့အကုန်ရှောက်လို့ပြီးတော့တကယ်တကယ်လဲကြလဲကြတော့ဒီဟာဘလို့နီးနဲ့နိုင်နိုင်နဲ့ဘလို့နီးနဲ့သူရှင်းရမှာဆိုတော့တကယ် drone နီးပညာလေး အဲဒါဆက်လက်နဲ့ပစ္စည်းတွေကိုဘလို့ရောင်းဝင်ရမှာဒါနိုင်ငံတကာပိတ်ဆို့နေတဲ့ဂျားတွေကဘလို့ရောင်းဖောက်ထွက်ရမှာတန်တမန်ကြီးကဖောက်ထွက်မှာငါဒီစစ်ပွဲကြီးကနိုင်နိုင်မှာငါရဲဘော်ဒီအေးတည်တည်မှုဟိုပိတ်ဆက်မှုနည်းမယ်ဆိုတော့ကြောက်စရာကောင်းလောက်တဲ့အတွေ့အကြုံကျွန်တော်အဲ့မှာသွားမြင်တာအသွားမြင်တဲ့အခါကျတော့ဟာဟိုရန်ရှာတဲ့ပြီးတော့ဒုံးနီးပညာလေးဒီဘက်မှာဒီဒုံးတင်တန်းနေတောက်လျှောက်ပေးတာတောက်လျှောက်ပေးတာကျွန်တော်တချို့ကနေမှပြောတော့ပါအောင်နော် အဲတချို့ကကြာကျွန်တော်ပြောမှုမသိတော့တဲ့ဟာတွေရှိတယ်။တိုင်တန်းနေတောင်းချောက်ပြီးသုံးဆောင်ရပြီလဲဆိုတော့မှပြန်တိုက်တော့အခုတောင်းတော့ရတောင်းချောက်နိုင်တယ်။အဲ့တော့ဦးမင်းအောင်နိုင်ကသူ့ရဲဘော်တွေသူ့ရဲဘော်တွေဒီလိုမျိုးတပ်ဖြတ်ခံနေရတာတွေစက်ခန်းတွေအသိစဲခံနေရတာတွေရဲမီတွေမနှိမ်ကျခံပြီးတော့အသိခံအသိနေတာတွေကို तू မသိပဲနေမလားသိတာပေါ့သိမှမှ तू ရဲ့လုံအောင်မဲ့တာဝန်က ဘာလဲဆိုတော့ तू သိပြီးတော့ရအောင်ကြိတ်မိပြီးတော့ तू လုံးတယ်အပြုံးမပြက်ပဲနဲ့တော့အပြုံးပြပြီးတော့တောက်လျှောက်လုံသွားတာကျွန်တော်တွေ့ရအဲ့တလန်းလုံးကိုကျွန်တော်ပြန်လဲစောင့်ကြည့်တော့တောက်လျှောက်ကြီးလိုက်တကအာဦးမင်းအောင်လာတော်တော်ကြီးကြောက်စရာကောင်းလောက်တဲ့ပုံပေါ်ပဲ तू ရဲ့အုံနောက်ညံ तू ရဲ့နှလုံးသားတကယ်ခံနိုင်ရင်ရှိတယ်တကယ်ကို လုံးဝတော့ဟိုအပြုံးတစ်ချက်မှမပြတ်သွားဘဲနဲ့ရအောင်လုံးသွားအပြုံးမပြတ်ပဲနဲ့လုတ်သွားတဲ့နှစ်ဦးရှိတယ်ကျွန်တော်ဒီမြန်မာနိုင်ငံမှာလုံးဝမအပြုံးကလုံးဝမပြတ်သွားဘူး နံပါတ်1ဒေါ်အောင်ဆန်းစုကြည်လုံးဝအပြုံးမဲ့ပြတ်သွားဘူးနံပါတ်2ဦးမင်းအောင်လိုက်လုံးဝအပြုံးမဲ့ပြတ်သွားဘူးအဲ့အပြုံးမဲ့ပြတ်သွားတဲ့နှစ်ဦးကိုကျွန်တော်ကြည့်တယ်ဟိုဒေါ်အောင်ဆန်းစုကြည်ကအဲကျွန်တော်တို့တမိုင်းကောင်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘုကျော်ဆန်းတမီးဖြစ်တယ်ဦးမင်းအောင်လိုက်ရဲ့တမိုင်းကောင်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပကြီးဆရာပုံကိုတူရဲ့ဒါဖြစ်တယ်အဲ့ဒီမှာကျွန်တော်က ဘာကြောင့်တော့ရှင်ပြလဲကျွန်တော်တို့အမှုပညာလောကမှာဆိုလို့ရှင်ဥပမာပေါ့နေတိုးရဲ့သားဆိုလို့ရှင်ကံလာရင်နဲ့ရိုက်လိုက်တယ်ဒါနေတိုးသားဆိုအာချစ်တဲ့သူကအုံးထားပြီးတော့မှတောင်းချင်ရိုက်မယ်ဘာညာနဲ့ငွေကြေးတောက်ပါမှုကများတယ်ထောက်ခံမှုအားများတယ်အဲအပြင်လူပြောတဲ့သားကိုဒီလိုကံလာရိုက်ပြီးပြဘလူးမလည်းထောက်ခံမှာမဟုတ်ဘလူးမလည်းကြည့်မှာမဟုတ်အဲ့တော့ဟိုဒီဘက်ကတိုးတက်မှုကနည်းနိုင်တယ်တကယ်နေတိုးရဲ့ရုပ်ရှင်မင်းသားတိရုပ်ဆောင်ရဲ့သားတယောက်ဆိုတော့ဘာဖြစ်လဲဆိုတော့တိုးတက်မှုများနိုင်တယ်ဒါပြည်သူတီးတဲ့လူတယောက်ရဲ့သားသမီးဖြစ်နေလို့ ဟုတ်တယ်မပြည်သူမသိတဲ့လူတယောက်ရဲ့တာသမီဆိုတော့တိုးတက်မှုဆိုတာမရှိအဲ့လိုပဲနိုင်ငံခေါင်းဆောင်ရဲ့တမီးဆိုတော့အာအာဘေးထောက်ခံမှုတွေကတအားများတယ်ဒီဘက်ကဦးမင်းအောင်လိုင်းကြတော့အာဘေးထောက်ခံမှုကနေအဲ့တော့ဘာကိုကြည့်ရလဲဆိုတော့စ조사အားထုတ်မှုကြတော့တခြားကြီးกว่าပါတယ်ဦးမင်းအောင်လိုင်းကတိုင်းပြည်ကိုဒီလိုဟာကြီးဒီလိုတိုင်းပြည်ကိုဖျက်မဲ့အမျိုးသမီးရဲ့တိုင်းပြည်ကိုဖျက်လိုက်တဲ့အမျိုးသမီးကဘက်ကောင်ရအကြီးတောင်းနေနေတဲ့သူကိုဒီပုဂ္ဂိုလ်ကဦးမင်းအောင်လိုင်းကြောက်စရာကောင်းလောက်တဲ့နှလုံးသားကြောက်စရာကောင်းလောက်တဲ့အတွေးတွေနဲ့ ပြန်ရှင်းရတာအဲ့တော့အဲ့ဒါကိုချိန်ပြီးကျွန်တော်ကြာဟာဦးမင်းအောင်လိုင်းရဲ့ဟိုနေ့ကအတွေးတွေအတိတွေတကယ်ဒီအိုင်းပေါ့ကျွန်တော်တို့ဒီတိတ်ပတ်နီးပညာရှင်တွေလောက်ကိုအောင်းနောက်ကြီးကတော်တော်ကြီးကိုကြီးကျယ်ခံထားတယ်လို့ကျွန်တော်တော့တွတ်နေတယ်အဲ့တော့ကိုမောင်မောင်တို့ပြောနေတယ်စစ်တက်အကြောင်းမင်းတို့ကစစ်တက်ကိုဘယ်လောက်ချစ်လို့လဲ စစ်တပ်ကဘာပြောလို့လဲငါတို့ကသူတို့ကစစ်တပ်ကိုနိုင်ငံเจ้าမှနေပြီးစစ်တပ်ကိုချစ်တယ်ချစ်တယ်ပြောသူ့ကိုပြောနေတဲ့သူတွေအားလုံးကလည်းပဲကျွန်တော်သိပါတယ်ဘာလို့ဆိုတော့တပ်မတော်သားတွေကလည်းပဲကျွန်တော်ဆော့ဆော့ပြောလို့ပေါ့အောက်ခြေစင်းကဒုက္ခရောက်တဲ့ခါကျဒုက္ခရောက်တာလေးကိုတော့ပြောတယ်အဲအရာကြီးကလည်းအစစ်စစ်အစစ်စစ်အကုန်လုံးကဒီလိုပိုက်ရောက်နေကြတာပဲဘာဖြစ်လို့ဆိုတော့တကယ်ဖြစ်တဲ့စိုးကြီးဟာအကြီးဖြစ်နေလို့အဲ့အကြီးကိုရှင်းနိုင်တာဦးမင်းအောင်လည်းတော့ပဲရှင်းနိုင်တဲ့အတွက်အပေါ်မှာနိုင်ငံတကာလက်ပတ်ပြီးတော့မှသူမှရောင်းအောင်ရှင်းတာအဲ့ဒါလေအခုငြိမ်သွားတော့မှဦးကတပ်မတော်သားကြီးနေသွားတာ ဲ့ဒုက္ခကြီးလည်း तू သိတာပေါ့အဲအဲ့ဒါကိုဟိုတက်မလောက်ကိုချစ်တယ်ချစ်တယ်တက်မလောက်ကအာကျွန်တော်တို့ကတက်မလောက်ကိုနှစ်နေတာပေါ့နော်အာဘာလို့လို့ဘပကြီးဥမင်းအောင်လိုက်ဘာလို့လို့ကောင်းတယ်ပေါ့ဒါသူတို့တွေပြောနေတာရှိကျွန်တော်တို့ကတက်မလောက်ဆိုတာခန့်ဒီကိုမုံမုံတို့တော့အဆင်ကိုမပြောနေတက်မလောက်ကအချစ်တယ်ကြရဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့ကျွန်တော်တို့ကဒါတွေပြောတာငါတို့ကတောင်းတော့ကိုဘလောက်ထိချစ်တယ်ဆိုတော့ပြောတဲ့လူဆိုကျွန်တော်တို့ကရီကိုရီတာတိတာ ဲ့လူတွေငပိုးတွေအာသီးချောင်းနေတဲ့သူတွေသွားသူထင်းပေါ်ကြော်ကြားနေတဲ့လူတွေသူတို့အတူငွေရှာနေတဲ့လူတွေပဲတမ်းတော့ချစ်တယ်လို့ပြောတာကျွန်တော်ကရီကိုရီတင်တာအာတမ်းတော့ကိုကျွန်တော်တို့ပြုပြင်ပေးရမယ်ဘာဖြစ်ပေးရမယ်ညာပြောင်းလျှောက်ပြောပြောနေတာပြောနေတာအဲ့ဒါဆိုအဲ့ကောင်စစ်တဲဝင်လိုက်တမ်းတော့ပြုပြင်တာလားစစ်တဲဝင်လိုက်ပါလေရှောက်ပြီးတော့ဗဇက်ကအားလေးချောင်းမယ်ဒါလေးထောက်ပြအဲ့ဒါတက်လို့ဆိုဟိုပြောပြမယ်ဆိုဥပဒေဖောင်ထဲမှာနေတဲ့ဟာ လူတယောက်တယောက်ချင်းကတော့ရှိမှာပေါ့ဗျာအရာရှိမှကမင်းတို့အကြမ်းဖက်တွေမှာလှုပ်တယ်ဆိုတော့ဓမြတိုက်တဲ့ကောင်တိုက်မှာပဲလူတတ်တဲ့ကောင်တတ်မှာပဲမရင်းရင်းတဲ့ကောင်ချင်းမှာတောင်တောင်တောင်မှာလည်းလူပေါင်းစုံရှိရနေပါအဲ့ဒါတွေကတောင်တော်ကြီးလားမဟုတ်ဘူးစစ်သားတယောက်ပဲဖြစ်တယ်စစ်သားတိုင်းဟာအားလုံးကတောင်တော်သားလားဖြစ်သွားတယ်အဲ့ဒီစစ်သားကလက်ပြီးလက်ယူလို့လုံးလုံးမဲ့ ပြဿနာတစုံတရာရှာရှာမယ်အဲဘာလဲအဲ့ဒါကြောင့်စစ်ထောင်နဲ့စစ်ဥပဒေတွေတသက်ရှိတာပေါ့အဲ့လိုမျိုးသာတကယ်လို့သာတတ်မှောင်တယ်မှာမရှိစစ်ထောင်တို့စစ်ဥပဒေဆိုတာရှိမလားအရန်သားတွေတောင်စီရင်ပိုင်ခွင့်မရှိတဲ့ဟာစစ်ဥပဒေတွေနဲ့စစ်ထောင်နဲ့စစ်ကုံရုံးနဲ့ဒါမျိုးတွေထားတာပေါ့အဲ့ဒါကိုတတ်မှောင်ဖို့ချစ်တယ်ဒါကျွန်တော်တို့ကဝိုင်းဝန်းပြုပြမိရမယ်တတ်မှောင်ဒါတွေထောက်ပြမှာဆိုအဲ့ဒါတွေထောက်ပြစရာမလိုဘူးအကုန်လုံးကသူ့ဥပဒေနဲ့သူ့လမ်းကြောင်းနဲ့သူ့သူသွားပြီးသားအဲ့ဒါကိုဘာမှမသူ့ကိုယ်သူလူတွေကထင်မှောင်ခြင်းလို့ပြောနေတာ ကျွန်တော်တို့ကဒါတွေကိုသိတော့ပြောစရာမလိုအဲ့ဒါဘောမလာမဟုတ်ဘူးသိနေတာသိအောင်ကြိုးစားနေတာဟလာဦးမင်းအောင်လာရဲ့ဒီနှလုံးသားကြီးဘယ်လောက်ကြောက်အောင်လဲ तू ဘယ်လောက်ဒီအပြောင်းအလဲကိုရင်ဆိုင်ပြီးတော့မှဒါတွေကိုဘယ်လိုချိပြတ်သွားလဲနိုင်ငံကြီးက तू တိုက်ခိုက်ရတဲ့သူကတကယ်နိုင်ငံခေါင်းဆောင်ကြီးရဲ့တမီးကို तू ပြန်ပြီးတော့ရင်ဆိုင်ရတာတကယ်နိုင်ငံခေါင်းဆောင်ကြီးရဲ့တမီးကတိုင်းပြည်ကိုကောင်းကောင်းလုပ်တော်မူတဲ့တိုင်းပြည်ကိုဖျက်ဆီးတာဖြစ်နေတဲ့အတွက်သူကဘလောက်တိဉာဏ်ပညာတွေနဲ့စူးစမ်းပြီးနှလုံးရင်းလက်ရုံးရင်းဘလောက်တိကောင်းအောင်လုပ်ရတယ်လဲဆိုတာ ဲ့ဒါခင်ဗျားတို့ထမင်းစားနေတူညံရှိတယ်မလားစဉ်းစားကြည့်ဦးမင်းအောင်လာရင်ဘယ်လောက်ကြောက်ဖို့ကောင်းတယ်တတိဒီနှလုံးသားဒီဘယ်လောက်ကောင်းတယ်လဲဆိုတာအဲ့ဒါတော့ပြီးတော့နေပြီးတော့မှဗလီဆောက်မှဗလီဆောက်မှဆိုအဲ့ဒီကိုမမုံတို့ပဲပြောနေတာဗလီမဆောက်ပြန်တော့လဲပဲဟိုနေဖြစ်တဲ့ခါကျတော့အဲဗလီကိုပိတ်ပြန်တော့လဲသူတို့ကပိတ်တယ်တဲ့အခုဗလီကိုဆောက်မှဆိုတာကဆောက်တယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကဘာကိုခေါင်းနဲ့ထည့်ရမှာလဲနိုင်ငံကိုပဲခေါင်းနဲ့ထည့်ရမှာ နိုင်ငံကိုဦးစီးဦးဆောင်လုပ်နေတာနိုင်ငံတော်အစိုးရသားဖြစ်တယ်။အေးဒီနေရာမှာကျွန်တော်ပြောမယ်နေပြည်တော်မှာဗလီစောက်တယ်ဆိုတာတော့ကျွန်တော်တို့မနေ့ကတည်းကကျွန်တော်ပြန်စုံစမ်းတဲ့အခါမှာတော့မရှိဘူးလို့ကြားသိရတယ်နော်။ဒါကတော့ကျွန်တော်တို့ကြားသိရတာပဲဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ကမီဒီယာမဟုတ်ဘူးတည်းကစစ်စစ်စစ်နဲ့နိုင်မီလို့မီးတာမဟုတ်ဘူး။အဲအဲ့မှာဆိုလို့ကျအဲ့မှာရှိတဲ့အရာကြီးလူကြီးတယောက်တော့ပေါ့။အဲလှမ်းဝင်တဲ့အာငယ်ဒီမှာဒါလိုမျိုးရှိလား။အာမရှိပါဘူးကွာဆိုတော့ဒါတော့ပေါ့။ အာအာရှိတော့ရှိခဲ့တယ်တခါကြားခဲ့တယ်ဒါတောင်သောသူကြီးတက်ထက်ကချပေးလိုက်ဖြစ်တယ်ဒါကတော့ဥသိစိန်လက်ထက်မှာကတော့ဒါတာတာရေးဝင်ကြီးကနေပြီးတော့မှဒါမျိုးတွေကိုပယ်ဖျက်ထားတဲ့ဥပဒေရှိတယ်အဲ့ဥပဒေကိုပယ်ဖျက်လိုက်မှပဲဒါဆောက်လို့ရမယ်ထင်တယ်ဒါမျိုးတွေလည်းဖြည့်ရှင်းတာရှိတယ်အဲ့တော့ကိုမမုံလောက်ကဟိုမှာသူတို့ပြောတယ်တောင်တော်ကိုချစ်တယ်အဲနောက်ကကြောင့်ဟိုဘက်ကငကြီးတို့လည်းထပ်ပြောတာရှိတယ်အဲတန်းတော်ကိုသူတို့အသေးစိတ်မဟိုစစ်အာဏာရှင်ကိုတိုက်ထုတ်ကြပါညာအဲ့ဒါတွေကအဲလူကြောက်အောင်နဲ့တက်တက်ပြောတာကျွန်တော်စောစောပြောလို့ပေါ့ စစ်တပ်ကတကယ်ချစ်တာလားတကယ်ချစ်ရစစ်တဲဝင်တကယ်တိုင်းမျိုးပြုပြင်ပေါင်းလဲကျင်တာလားအဲ့ဒါဆိုဦးမြောင်လိုင်လို့ဖြစ်အောင်လုပ်အဲ့ဒါကအမှန်ကန်လုံးနီးလမ်းမယ်အာငါနိုင်ငံကြီးနိုင်ငံကြီးငါကဘာပြစ်ညာပြစ်တယ်ဘာတက်ကြွကြီးညာတက်ကြွကြီးဘာညာလေးဒါရှိတယ်ဒါတွေကတော့သူတို့ခိုင်ကျင်တယ်သူတို့မလို့ကျွန်တော်တို့ကပြောစရာကောင်းနေနိုင်ငံကြီးတက်ကြွလို့ကြားသူကလည်းနိုင်ငံကြီးကိုသူစိတ်ဝင်စားလို့တက်ကြွလို့ကြားမယ်ဘာသာကြီးတက်ကြွလို့ရှားသူကလည်းဘာသာကြီးကိုစိတ်ဝင်စားလို့တက်ကြွလို့ရှားမယ်ဒါမျိုးတွေကျွန်တော်တို့ရဲ့ခိုင်ကျင်ချက်ကကြတော့ အဲကျွန်တော်တို့ကလက်တွေ့ကြတယ်မြတ်စွာဘုရားဟောကြလို့ပါကိုလုံးမကိုရမယ်ဒီဖုန်းဆိုဒီလိုမှရင်ကိုမမကိုရမယ်အဲ့တော့ဘာသာသနာကိုစောင့်ရှောက်မယ်ဆိုလို့ချင်းစောင့်ရှောက်မယ်ရဟန်းတွေကျွန်တော်တို့ဝင်ရမယ်ကျွန်တော်တို့ကိုးကွယ်တာဖြစ်တဲ့ကိုးကွယ်တဲ့အနေထားပဲလုပ်တယ်ပြီးဝင်းရံပြီးဆိုဝင်းရံပြီးရမယ်အနေထားမျိုးကျကိုးဘာသာသနာကိုလာရောက်ဖြည့်ဆည်းတော့မယ်ဆိုရင်ဝင်းရံပြီးရမယ်အနေထားရှိတယ်ကျွန်တော်တို့ကဘာသာသနာကိုဟိုဝင်းနေဖြစ်နေတဲ့သူလည်းမဟုတ်ဘူးအဲ့တော့တိုင်းကြီးမှာလည်းသူတို့နည်းလည်းကောင်းပဲ တကယ်လို့စိတ်တက်ကိုမချိနဲ့ဘူးလားမချိနဲ့စိတ်ထဲဝင်လိုက်ဝင်ပြီးတော့ကိုချိနဲ့လောက်တဲ့ဒီပြင်စင်ကိုအဲ့အရာကြီးလောက်ဖြစ်လာလို့တဲ့အနေထားဒီကိုဒါကိုကျွန်တော်ပြောချင်တာနော်ဘုမမကုံကုံလုံးပြောတယ် ဒီလိုပဲပြောနေကြတယ်စစ်တပ်ကိုချစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါကြောင့်မတော်အစစ်တပ်ကိုတက်မှတ်ပေးရမယ်စစ်တပ်တက်မှတ်ပေးတော့အကောင်ဘာအရေးချင်းရှိလဲလို့ကျွန်တော်စကားတစ်လုံးမမိမ့်မယ်အများကြီးမမိဘူးဟဲ့မင်းစစ်တပ်ကိုကငါတို့တက်မှတ်ပေးနေတာငါတို့ကစစ်တပ်ကိုလမ်းကြောင်းမှမောင်းသွားချင်တာဆိုအဲ့မင်းဘာလုပ်ဘူးလဲလို့ပဲစကားတစ်လုံးပဲကျွန်တော်မိမ့်မယ်အများကြီးမမိဘူးဗစက်တွေညောင်းလို့ကိုကြတော့ဘာမှမလို့ဗစက်ကအာသီချောင်းကြီးပြောတာကျွန်တော်တို့ကကဘာအစ်စ်လောက်တော့ပြောလို့ရတယ်စကြဝဠာဝဠာတော့တက်ပြောလို့ရဗစက်ကပြောတာလीလက်တွေ့လုံတာမှမဟုတ်တာဟုတ်တယ်မှာ တကယ်လက်တွေ့ဒီဘာလဲနိုင်ငံအသီးသီးကမ္ဘာနိုင်ငံဒီမှာတကယ်လက်တွေ့လုပ်နေတာဘာလဲဥပဒေကလုပ်နေတာဒီဥပဒေတိုင်းမှာသွားနေကြတာအကုန်လုံးဒီစည်းကမ်းတိုင်းမှာသွားနေတာအဲ့တော့တမ်းတော်ကိုမင်းတို့ကထောက်ဆပြောဟဲ့တမ်းတော်ဒီပြင်းစင်းသားဒီတိုင်းမှာသွားသူဥပဒေတိုင်းသွားသူသူရေးဆွဲထားပြီးသားဒီဥပဒေဒီပေါင်ဒီကနဒီကနစောင့်ပြီးတော့လည်းဆိုတော့၃ရောက်တစ်ဖွဲနဲ့စောင့်ဖွဲ့ထားတာတမ်းတော်ကစပြီးတော့မှဖွဲ့ပြီးဖွဲ့ပြီးဆိုတော့ကွာရာသူအစစ်စစ်ကိုအဲ့လိုသွားတာအဲ့ငကိုတဲ့ကွာတကယ်ကိုဟိုခိုင်မာနဲ့ အဖွဲ့စည်းမဟုတ်ဘူးလားအဲ့ဒါကိုအာငါတို့ကထောက်ပြပေးရမယ်ဒါပြမှာထောက်ပြပေးရတာမဟုတ်ဘူးမင်းတို့ဒီအရာရှိတယောက်ကလက်ဘေးလောက်ဖြစ်နေဆိုမင်းဒီဟာကိုစစ်တပ်ကလူကောင်းလေးကစစ်တပ်ကလက်ဘေးလောက်ပြတောင်းလောင်းတယ်ပြတယ်အဲ့ဒါမင်းတို့ကတောင်းလောင်းကိုခုံသိခါကြိုက်ပြစေဒီလူဆိုဒီလူကိုပြောလိုက်ဒီလူနာမည်တက်ပြောလိုက်ဒါမှမဟုတ်ဒီလူကိုဟုတ်တော်မဟုတ်တာတီအောင်လို့မင်းတို့စုံစမ်းလိုက်ပြီးတော့လည်းမှန်ကန်တယ်ဆိုအရေးယူနိုင်ဖို့တဲ့ကဒါကမင်းတို့တောင်းလောင်းကိုထောက်ခံပေးတာထောက်ခံပေးတာဘာဖြစ်လို့လဲဆိုတော့အစားထွက်နေတာလေးတွေကိုလိုက်သိမ်းပေးတာမင်းတို့ကမသိဘဲဒီမှာကတယောက်က အဲ့ဒီမှာရှိတာပဲ line တွေပေါ်မှာမဟုတ်ပါဘူးတရားဝင်နဲ့ပြောတာပဲဘန်ဓမြတိုက်သွားတဲ့အရာကြီးတယောက်ရှိတယ်အဲ့လားတောင်းတော်မှာမြဝတီကလည်းတည်င်းနေလွင့်ပေးတယ်ဒါပေမဲ့အဲ့ရာကြီးကလည်းပဲစစ်ထောင်ကြတယ်ဘာညာဒါမျိုးလည်းနေမျိုးစင်တို့ဘာညာဆိုမတိုင်းမှုလုံးကြတယ်ထောင်ကြတယ်ထွက်ပြေးကြတယ်ဒါလည်းအများကြီးရတယ်စစ်တပ်တစ်တပ်လုံးနဲ့မဆိုင်ဘူးလीစစ်သားတယောက်နဲ့ပဲဆိုင်တာ ဟုတ်လားအဲ့ဒါလေးတော့မင်းတို့နားလည်တတ်ဖို့လိုတယ်လို့ပြောခြင်းနဲ့အဲအဲ့တော့တပ်လို့ကိုချစ်တယ်ချစ်တယ်လို့ပြောနေတဲ့သူတွေရဲ့စကားကိုလည်းကျွန်တော်ရေးခြင်းနဲ့နောက်မှအလိုင်းကြီးတွေကင်ပြီးတော့ဟိုနေဦးမေအောင်လိုင်းကြီးတွေပါညာကြီးတွေကင်ပြီးတော့ပြောနေတဲ့သူတွေကျွန်တော်ကအဲ့ဒါတွေကကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ရဲ့ brain တွေနဲ့ကျွန်တော်တို့အသည့် idea တွေနဲ့ကြတော့ဒါတွေကဟာသားတရားပဲမြင်တယ်။ဘာအလိုင်းကြီးကိုကင်ရဲ့ဘာညာလောက်တိုင်းလဲကျွန်တော်တို့ကစိတ်ဝင်စားဘူးအဲဟိုလူကြီးပုံတွေကိုကင်ပြီးတော့လူကြီးပုံတွေပါပဲညာမှာဒါမျိုးတွေလည်းကျွန်တော်စိတ်ဝင်စားငါတို့ဘာလုပ်ပေးရမလဲ။ ငါတို့ကဘာလို့ကာဟိုနေဝိုင်းဝန်းပံ့ပိုးပေးရမလဲငါတို့ကဘယ်လောက်ထိကူညီနိုင်မလဲဒါပဲဒါဒါကျွန်တော်ရဲ့တမိုင်းပဲအဲကျွန်တော်ရဲ့ history ကျွန်တော်တမိုင်းဒါပဲအဲ့တော့ပိုင်းမေတ္တာကိုအဲမင်းကအရန်ချစ်တာပဲဗာညာမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်တို့ကူညီတာပဲရှိတာတကယ်တော့ကိုချစ်တာစစ်သားတွေတကယ်တော့ကိုချစ်တာစစ်သားတွေဒါကြောင့်အတွေးတွေအတိတွေညံနေကိုပြန်ပြစ်မှာတကယ်စင်မှာပြီးတော့ line ပေါ်မှာပြောနေစစ်သားတက်မလို့ချစ်တယ်ချစ်တယ်အဲ့ဒါကျွန်တော်လာမယ်ပြောနေကျွန်တော်ကအယူတွေလို့ပြောမှာတကယ်စင်တကယ်ချင်းစစ်ထမ်းဝင် တခေတောင်းတော့ပြောင်းနေတာပြုတ်ပြင်းနေတာစစ်ထဲဝင်တောင်းတော့ပြင်းနေတာစစ်ထဲဝင်ဘာသာကတောင်းတော့ချက်တယ်ငါတို့ကဘေးနားနေပတ်မုံနေတာဘာပြညာပြမလုံနဲ့သူ့ဥပဒေနဲ့သူ့အောက်ဖြည်ပြီးသားအေးတယောက်မကောင်းမကောင်းတဲ့တယောက်ကိုဒါအရေးယူတယ်ကောင်းတဲ့ပုံကနိုင်ငံတော်အဆင့်ထိတက်တယ်ဒါပဲလေဟုတ်လားကျွန်တော်ပြောချင်တာစကားရှိမှဆိုလို့အားလုံးညီကုန်းချုံနဲ့ပြောချင်တယ်ဗလီကအာနေပြီးတော့မှာစောက်ဖို့အစီအစဉ်ရှိတာတော့ကျွန်တော်မကြားမိပါဘူးတကယ်ကြောက်ဖို့ကောင်းတဲ့ အဲဦးမင်းအောင်လည်းပုံကဘာကြောက်ဖို့ကောင်းတယ်လဲဆိုတာသိရမှာသူ့ရဲ့နှလုံးသားရဲ့နှလုံးရည်လက်ရုံးရည်အုံနောက်ကအမတန်ကြောက်ဖို့ကောင်းတယ်သူရင်ဆိုင်ရတဲ့အဲသူကလည်းပဲတကယ်ကြောက်ဖို့ကောင်းတဲ့သူရင်ဆိုင်ပြီးတော့သူ့ရဲ့နှလုံးရည်ဖုံးကန်နေတဲ့ပြသသွားတာကိုတနိုင်ငံလုံးသိပါစေမြင်ပါစေဆိုတဲ့စိတ်ဆန္ဒတစ်ခုနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်နော်အဲ့တော့တက်မလို့ချစ်ပါတယ်ဆိုပြီးပြောနေတဲ့သူတွေလည်းရှိတယ်အဲ့ဒီလူတွေကတကယ်ချစ်တာလားဆိုလို့တကယ်ခင်ဗျားတို့တကယ်ချစ်ပါတယ်ဆိုစစ်တဲ့ဝင်မှာเนาะ တကယ်ငါတို့တောင်တော်ကိုတန်ဖိုးထားဆိုစစ်ထဲဝင်မှာတောင်တော်ကြီးကိုပြင်ဆင်နေတယ်ဆိုရင်စစ်ထဲဝင်မှာကျွန်တော်တို့ကတော့အာဒါတောင်တော်ကိုဟိုဘာလို့လို့ကောင်းတယ်လို့ပြောတယ်ဆိုတော့တောင်တော်ကတော့ဘာလို့လို့ကောင်းတယ်ဗျဘာဖြစ်လို့လဲဥပဒေနဲ့လောက်ရတာအေးအခြားမှရှိတယ်စစ်သားတယောက်ကတော့ဒါခင်ဗျားတို့ကောင်းတာမကောင်းတာကျွန်တော်လည်းမသိဘူးဗျာ အဲ့အဲ့လူပုံကူပေါ်မှာပဲမူတည်မှာနော်အရန်ကောင်းတဲ့လူကအရန်ရာထုတ်မြင့်သွားပြီအရန်မကောင်းတဲ့လူကပုံမှန်နေရာမှာပဲရှိကြခဲ့တယ်ဒီကမှလည်းပဲကန်ကန်ကြီးကျိုးနဲ့အကြောင်းတရားမှမူတည်ပြီးလည်းပဲသူရာထုတ်နေကြနေတာလည်းရှိပါတယ်ဒါဆိုတော့ကျွန်တော်အကုန်လုံးလို့တိုင်ကြုံပြီးတော့အဖြစ်ရှိရလို့ပြောတာမဟုတ်ပါဘူးနော်ဒါလေးတော့နားလည်ပေးဖို့လိုတယ်အားလုံးလူကပြည့်ပါစေကြောင်းကိုဆုမွန်ကောင်းတောင်းဝေးပါတယ်ခင်ဗျာပိုင်ရန်ကနား